ဘုန်းကြီးဘုန်းကြီးသူ့ဟာသူကပြန်ပြီးတော့ပေချာဆန်းစစ်ကြည့်မယ်ဆိုရင်သူ့ဟာသူကသူဆန်းစစ်ကြည့်ပြီးတော့ငါချတဲ့ policy အောင်မြင်လားငါငါတင်ကြည့်အောင်ဆိုပြီးတော့စတန်းစရာတွေစင်းစရာတွေဆွဲကောက်ကြည့်မယ်ဆိုသူမြင်ရတယ်ဒီ policy မအောင်မြင်အောင်သူမြင်ရတယ်လုံးဝမအောင်မြင်ဘူးအခုကအာဒါမတာဒါမတာကျွန်တော်တို့မြန်မာနိုင်ငံပြည်သူတွေတခုအခြေရှိတယ်ဒါမတာဒါမတာအဲ့လိုအာယုံအပြောင်းမခံကြနဲ့အဲ့ဒါအာနာရှင်တွေရဲ့အကြံ Hi chat မြဘပီတူညိုကိုမော်ဒမများအားလုံးမမင်္ဂလာပါ News Beat Channel ကနေပြန်မပြန်လဲကြိုဆိုလိုက်ပါတယ်2025ခုနှစ်ဇွန်လ23ရက်နေ့ရက်နေ့လယ်ပိုင်းဗီဒီယိုသဘောအနေနဲ့ကျွန်တော်တို့ဒီနေ့နေ့ခင်းပိုင်းမှာနောက်ဆုံးရှိထားတဲ့တော်လန်တဲ့င်းထူတရင်ကောင်းများစွာရှိတာဖြစ်တဲ့အတွက်ဗီဒီယိုကိုကျွန်တော်တို့ဆက်ဆုံးရှိရှိပေးကြဖို့အားလုံးဖိတ်ခေါ်လိုက်ပါတယ်ကျွန်တော်တို့ခါတိုင်းလိုပဲတော်လန်တဲ့င်းတို့လေးတဲ့အယုံဆုံးချိလိုက်ရအောင်နော်ပထမအဆုံးတဲ့င်းသဘောအနေနဲ့ကတော့မကွေးတိုင်းရေနံချောင်းမြို့နယ်အတွင်းဝင်ရောက်လာတဲ့စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့လို့စစ်သား15ဦးသေဆုံးပြမအများပြားထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ် ဇွန်လ16ရက်နေ့စစ်တပ်စစ်ကြောင်းကကုန်းအိုင်ဖောင်းကွဲလမ်းကနေပြီးတော့ပြန်ထွက်သွားတာမကွေးခြေဆိုင်တမ88ခလာရ89ခလာရ73တန်းနဲ့ကျောက်ဝရောင်းစီပင်ရွာကပြူတွေပေါင်းပြီးတော့ဝင်လာလို့တိုက်ပွဲဖြစ်တာပါမေလ28ရက်နေ့စဝင်တဲ့ချင်းကားစင်စတင်ပြီးတော့ကျွန်တော်တို့နဲ့တိုက်ပွဲဖြစ်တယ်ရင်းနဲ့ဆယ်ချာတိုက်ပွဲတွင်စခ55ကောင်တေဆုံးပြီးတော့ အများပြတန်ရရှိပါတဲ့စပရမှာရေနံချုံမျိုးနဲ့ပြည်သူ့ကော်မတီတစ်ဖက်တောင်ရှိသူကနေပြည်မှာပြောဆိုထားတာပဲဖြစ်ပါတယ်ဒါတော့ပေါ့နော်ကျွန်တော်တို့ရေနံချုံမျိုးနဲ့မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေပြူစောထိတ်ကြရဆိုတော့စစ်ကြောင်းထိုးဝင်ရောက်လာလို့အဲ့ဒါကိုကျွန်တော်တို့တော်လန်တပ်ဖွဲ့ဝင်တွေနဲ့ပြည်မှာကြက်ဖြတ်ဟန်တိုင်းနဲ့စစ်ခွေးတွေကိုအမြင့်ဖြတ်ချင်မုန်းနေခဲ့တာပဲဖြစ်ပါတယ်စကားကောင်ဆိုတဲ့အရေးတပ်ပေါ်မှာနာအထီးတောင်မှကျွန်တော်တို့ဘက်ကနေပြည်မှာမြေလံမုန်ချိတ်တက်ခိုက်နေခဲ့တာပဲဖြစ်ပါတယ်နောက်ထပ်သတင်းတပ်ပေါ်အနေနဲ့ကတော့နေပြည်တော်ပြန်ကြိုင်းဝင်ကြီးဌာန MLTV ဝန်ထမ်းမှနင်းရင်ဖြူကိုဒေါအောင်ဆန်းစုကြည်ရဲ့ အသက်80ပြည့်မွေးနေ့အဆူတောင်းပြီးတော့မှပန်းတပိတ်ပေါုံခဲမှုနဲ့စစ်ကောင်စီကနေပြီးတော့မှဖမ်းဆီးလိုက်တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။စစ်ကောင်စီရဲ့ဝါဒဖြန့်သတင်းစာတွေမှာဆိုတော့နိုင်ငံတော်တည်ငြိမ်အခြေအရေးကိုပြပြစေဖို့နဲ့အစိုးရရန်တရပြပြစေဖို့ရွေချက်တွေလုံဆောင်တာတွေဝါဒဖြန့်ခြင်းတွေလွတ်ဆောင်ခဲ့တဲ့ August 9နေ့နေရင်ဖြူ Facebook account ပါရှင်ဖြစ်သူနေပြီးတော့ပြည်ထောင်စုနယ်မြေတကုံမြို့နယ်မြမအတန်နဲ့ရုပ်မြင့်တကြဝန်ထမ်းအင်ယာနဲ့နေရင်ဖြူခနောင်နောင်ကိုဇော်လ23ညပိုင်းဖမ်းဆီးထားတဲ့စပရမသတင်းထုတ်ပြန်ထားတာပဲဖြစ်ပါတယ်။ သူကပန်းတပိတ်ပါဝင်လာရဲ့အမေစုမွေးနေ့ဆိုတောင်းပေးတာကိုသူ Facebook မှာတင်တယ်။အဲ့ဒါကို Snow Queen စစ် Lobby Telegram Channel ကနေပြန်မှဖမ်းပေးပါဆိုပြီးမှတင်တယ်။ဇွန်လ23ရက်နေ့ည7:00နာရီလောက်မှာစတန်နဲ့သူ့ကိုဝင်ဖမ်းတာဆိုပြီးမှ MBL TV ဝန်ထမ်းတို့ကနေပြန်မှပြောဆိုထားတာဖြစ်ပါတယ်။စစ်ကောင်စီရတော့ပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့အမေစုရဲ့ဒီပန်းတပိတ်ပွဲမှာပါဝင်ဆင်နွှဲတဲ့လူတွေကိုတမခုဆိုရင်ဖမ်းဆီးအေးမှုတွေလုပ်ဆောင်နေတာမို့လို့ဒါတွေကိုချီးကျမ်းဖြစ်တမိသားဆိုနေတဲ့စစ်တပ်ကိုထောက်ခံပါတယ်ဆိုတော့ဘိုးမအယိုးကလေးတွေစစ်ကောင်စီအနေနဲ့ ဘလိုမျိုးသူတို့ကိုပြန်ပြီးတော့လှုပ်ဆောင်နေလဲဆိုတာကိုအခုခရေကအတိတ်ရပြီးတော့မှမြန်မာတရှိတင်နေတာပဲဖြစ်ပါတယ်ကျွန်တော်ပြည်သူတွေဘက်ကနေပြီးတော့မှဒီတော်လိုင်းရုံမချခင်မှာအမြန်ဆုံးကျွန်တော်ဘက်ကိုပဲပြောင်းခလုံးလာချက်ဖို့အခုခရေရပါနော်တောင်းဆိုနေကြတာမလို့မြို့ပပြည်သူတွေအနေနဲ့ကျွန်တော်တို့တော်လိုင်းတက်ဖို့အနေနဲ့သူအမြန်ဆုံးပူပေါင်းပေါင်းပေးချက်ဖို့အနေနဲ့ကနေတက်ပြီးတော့မှပြောလိုပါတယ် ကဲကျွန်တော်တို့ဒီနေ့နေခင်မိုက်မှာပထမဆုံးအနေနဲ့ကြက်မှာကတော့ရဲဘော် channel ရဲ့နေပြမတောင်ပိုင်းတိုင်းမှာကရင်တော်လိုင်းရဲ့ဖွဲ့စည်းတွေကနေပြမစစ်ကောင်စီရဲ့ဒီတက်စကန်သူဖြစ်တဲ့ဘောနာဥက္ကရထစခန်းကိုတင်ပရရှိဖို့အချိန်ကြီးကောင်းနေတယ်ဆိုတော့ကြောင်းပြောဆိုထားဖြစ်ပါတယ်ရဲဘော် channel ဘယ်လိုမျိုးတွေပြောထားမလဲဆိုတာကျွန်တော်တို့စာချစ်လိုက်ရအောင်နော်ဒီပြည်နဲ့ဆက်ဆက်ပြီးလက်ရှိချိန်မှာဥက္ကရထစခန်းကိုပြစ်ဆိုဖက်ပောက်ပြီးတော့တိုက်ခတ်တိမ့်ပိုက်နေပါတယ်ဒီစစ်စင်ရှေးဟာကျွန်တော်တို့ KNU ကနေနဲ့ကျွန်တော်တို့ပြည်သူ့ကောင်စီတပ်ဖွဲ့ဝင်တွေပူးပေါင်းပြီးတော့ ဈေးပေါ်ဆောင်နေတာဖြစ်တယ်ဒီချိန်မှာတော့ KNL ဥဆောင်ပြီးတော့တော်လန်ရေးတဖွဲ့အစုံပောင်းဝင်တိုက်ခိုက်နေတာဖြစ်တယ်ကျွန်တော်ဆောင်ရသတင်းတွေမှာတော့အာထိုင်းမြန်မာနယ်စပ်မှာဖြစ်တဲ့အတွက်ထိုင်းဘက်ကနေပြီးတော့ဂျန်ဘာဖွင့်ထားတယ်လို့ကျွန်တော်သိရှိတာပါတယ်ထိုင်းဘက်ကဂျန်ဘာဖွင့်တဲ့အတွက်ကျွန်တော်တို့ဒီဘက်မှာပေါ့နော် drone တွေကျွန်တော် drone တွေတက်ဖို့အခက်အခဲတွေရှိနိုင်ပါတယ်လက်ရှိလည်း drone တက်လို့မရတဲ့အခြေအနေတွေနဲ့ကျွန်တော်ရင်ဆိုင်နေရတယ်အဲဒါကကျွန်တော်တို့တိုက်ပွဲတွေအတွင်းထဲမှာကျွန်တော်တို့ဒါမှန်းဆလို့မရတဲ့အခက်အခဲတွေအများကြီး တွေ့ရတတ်တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်မိသားစုကိုတစ်ဆက်တည်းမှာတင်ပြနေတာပါဆိုတော့အဲလက်ရှိတော့တိုက်ပွဲအထက်မှာကျောင်းရဲဘော်တွေထိခိုက်ဒဏ်ရာရရှိခဲ့တာတွေရှိပါတယ်ဒီတိုက်ပွဲဟာကျွန်တော်မဖြစ်မနေအဲတိုက်ခိုက်တိမ့်ပိုက်ရယူမဲ့စကံဖြစ်ပါတယ်ဒါကြောင့်လည်းအကုန်လုံးကိုဖျက်ပေါက်ပြီးတော့တို့ဘယ်မှသွားလို့မရတဲ့အခြေအနေကျွန်တော်ပုံဖော်ထားပါတယ်ပြီးတော့အဲ့ဒီနေရာကိုကျွန်တော်ပြစ်စစ်ခွင့်တဲ့စစ်ကူဘစ်ဘစ်ပို့လို့မရတော့အောင်ကိုဒါကျွန်တော်တို့လေး ချိန်တွေကောင်းတခုပိုင်ဆိုင်ထားတာဖြစ်တယ်။ဆိုတော့ဒီစကန်ပေါ့နော်။ဥက္ကိလစကန်ဥက္ကိလစကန်ဆိုတာကလည်းကျွန်တော်ဖတ်စစ်ခွေးတက်ကလော်ဘီတွေဒါရုပ်ရှင်တော်မှဒါဝါရဖက်ရုပ်ရှင်တွေတော်မှရိုက်ခဲ့တဲ့နေရာဖြစ်ပါတယ်။ဒီနေရာမှာကြာခင်မှာကျွန်တော်တို့သတင်းကောင်းလေးကြားရမှာဖြစ်ပါတယ်။ကျွန်တော်တို့ရေးပါတယ်ဒါနေရာတွေ့ပေါ့နော်။အဲ့ဒီနေရာတွေမှာလည်းဥက္ကိလစကန်ကအဓိကပါပါတယ်။ဒါသူနဲ့ဝေါ်လီဆိုရင်လည်းပဲထူမီကောင်းပါပဲ။ ကျွန်တော်အဲ့ဒီစကန်နှစ်ခုလုံးဒါနေဆက်မှာမရှိတော့ဘူးဆိုရင်တော့အကျွန်တော်တို့အားလုံးဒါချုပ်တော့စစ်စစ်ရေးနေအောင်မြင်နေပြီလို့ပြောလို့ရပါတယ်ဟုတ်ပြီကျွန်တော်တက်ခဲ့တိတ်ပတ်ခဲ့တဲ့စကန်တွေဆိုရင်ဥက္ကဋ္ဌတက်စကန်တကြောကကျွန်တော်တို့ဘလက်တူခနဲလေးရွှေအင်းမြိုင်အဝမီတာဘင်းတော်မော်ခီတေမပူတက်စကန်တွေကိုစလိုက်တက်ခဲ့တိတ်ပတ်ပြီးတော့အခုဥက္ကဋ္ဌမစုံတန်းခန်းစစ်ကြီးကိုကျွန်တော်တို့ဒီကဝေးတက်ဖွဲ့ဝင်းတွေအဖွဲ့စုံပူးပေါင်းပြီးတော့မုတ်ကျိတ်နေတာဖြစ်ပါတယ် ဒါတော့ရေဘော်ရှင်လေးရနေပြီးတော့ပါနော်ကျွန်တော်တို့အခုဆိုရင်ကန်ယူပူအောင်တက်တွေကနေပြီးတော့စစ်ကောင်စီရဲ့ဥက္ကဋ္ဌတက်စကန်ကိုတင်ပရရှိဖို့စ조사နေတယ်ဆိုတဲ့အကြောင်းပြောဆိုထားတာဖြစ်ပါတယ်မနေ့ကလေးကကျွန်တော်တို့အနေနဲ့ပါနော်စစ်ကောင်စီကဒီဒီတက်ကိုရေခါလမ်းကြောင်းတွေလည်းဖျက်တောက်ထားတာမလို့မကြခင်မှာတော့ကျွန်တော်တို့အနေနဲ့ဒီတက်စကန်ကိုဝင်လုံးနိုင်မယ်လို့မျှော်လင့်ရတာပဲဖြစ်ပါတယ်အခုချိန်မှာအဟန်သားဆိုလို့ဒီထိုင်းနိုင်ငံဘက်ကနေပြီးတော့သူတို့အနေနဲ့ဂျမစနစ်ကိုအခုချိန်ထိပေါ့နော် လွန်ထားဆက်ဖြစ်လို့ကျွန်တော်တို့အနေနဲ့ drone စစ်ဆေးရေးမဆက်တင်နေတဲ့ဘက်ဖြစ်ပါတယ်ဘလိုပဲပြောပြောကျွန်တော်တို့အခုဆိုရင်တော့တောင်ပိုင်းထဲမှာရှိတဲ့ဒေထိုင်းနဲ့ထိဆက်နေတဲ့စကွန်စီရဲ့တက်စကန်တွေအရဆိုရင်တခုပြီးတခု channel လေးပူပေါင်းတရီကနေပြမအမုံချဲတက်ခိုင်းနေတော့မလို့မကြခင်မှာတော့ကျွန်တော်တို့မြို့ပါပြည်သူတွေကြားချင်တဲ့တရင်ကောင်းတွေဒီတက်ပို့ပြမကြားရမယ်လို့မျှော်လင့်ရတာဖြစ်ပါတယ်နောက်ထပ်တရင်တဘိုးအနေနဲ့ကတော့တန်ရဲမျိုးကဗျော်မှုနဲ့ပိုင်တယ်ဆိုပြီးတော့မှဒီနိုင်ငံရဲ့တောင်ချနေတဲ့စစ်ကောင်စီရဲ့ဗိုလ်မှုကြောင့်တင်ဆက်ထားတဲ့တရင်လေးကျွန်တော်ဆက်ပြီးတော့မှနောက်ထပ်အောင်ကြည့်လိုက်ရအောင်နော် ဒီတစ်ခါမှာတော့ဒေါနာ TV ရဲ့တမတော်တွေကစကားတမ်းအစီအစဉ်အနေနဲ့တိုင်ရန်ပြူဟာကစစ်တီတအူရေးသားပေးပို့လာတဲ့စာလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်။ကျွန်တော်ကစစ်ပြူဟာဖွဲ့အခြေချတိုင်ရန်ကစစ်တီတအူဖြစ်ပါတယ်။ကျွန်တော်တို့ပြူဟာမှာဦးစီးအရာရှိဒုတိယတန်းဘုံမူးနေလင်းကပြူဟာမူးနဲ့တပတ်ရှင်နေပါ။အနေကြစီနီယာဘုံမူးပေါ့ခင်ဗျာ။တိုင်ရန်မှာတလောကလမ်းကစားရုံ၃ရုံကိုကျွန်တော်တို့ပြူဟာကဝင်ဖန်ခဲ့ပါတယ်။လမ်းကစားလုပ်တဲ့ခုံတွေ၊မီးစက်တွေ၊ကားတွေ၊စိုက်ကယ်တွေ၊ဆိုဖာကုန်တွေအများကြီးတင်ယူလာခဲ့ပါတယ်။ငွေတွေဆိုလဲတင်းထောင်နဲ့ချီပါတယ်။ ဒါပေမဲ့ဦးစီးအရာရှိဘုံမှုနေလင်းကဗျူဟာမှုနဲ့ပေါင်းပြီးအကုန်ယူသွားခဲ့ပါတယ်။ရဲစခန်းမှာအမှုသွားဖွင့်တော့လဲတင်းစီရရှိတဲ့စည်ရင်မှာကားတစီစိုင်းကယ်၃စီးလောက်ပဲစည်ရင်တင်ပြပါတယ်။ဗျူဟာမှာဗျူဟာမှုနဲ့တပတ်ဆင်နေဆိုပြီးထင်နိုင်ကျင်းနေတာပါ။သူကြတော့မဟုတ်တာလုပ်နေပြီ။လောက်ကကျွန်တော်တို့စစ်တီတွေကိုကြတော့သူကမှန်တဲ့ပုံစံနဲ့ထိန်းဟောက်ပြောဆိုနေပါတယ်ခင်ဗျာ။နောက်ကိုအများကတည်အောင်တင်ဆက်ပေးပါလို့စာရေးသားပေးဖို့လာပါတယ်ရှင်။ကျွန်တော်တို့အစီအစဉ်ဟာတမတော်သားရရှိစစ်တီတွေအင်တော်တဲ့ရေမိတွေနဲ့တပ်မိသားစုဝင်တွေရဲ့အခက်အခဲကို အများကတည်အောင်တင်ဆက်ပေးနေတဲ့စီစဉ်မဲ့ဖြစ်ပါတယ်။တမတော်သားအရာရှိစစ်တီတွေအင်းအောင်တဲ့ရဲမြေတွေနဲ့တပ်မိသားစုဝင်တွေအနေနဲ့ကျမတို့အစီအစဉ်မှာပါဝင်ခြင်းရဲ့ message box ကနေတစ်ဆင့်စာပေးပို့ပြီးပါဝင်နိုင်ပါတယ်။ပေးပို့လာသူတွေရဲ့အချက်အလက်တွေကိုကျမတို့အဖွဲ့သားတွေကလိုအပ်ပေးထားမှာပဲဖြစ်ပါတယ်ရှင်။ ်ဒါတော့ဗနတန်ရမဗျော်မှုနဲ့ပိုင်တဲ့စပရမာအခုဆိုရင်ကိုကျူရှာစစ်ပွဲလုံးနေကြတဲ့စစ်ကောင်စီဘုံမှုကြောင့်ကျွန်တော်တို့ကြားနေရတာပဲဖြစ်ပါတယ်အခုလိုမျိုးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေအားဆိုတော့တို့တို့မိဘပြည်သူတွေဆင်းရဲနေပြီးတော့ဓမြမှုတွေဗနပြည်တော်မှစစ်ကြေးကုန်မှုတွေစစ်တိုက်ဆိုလိုအတင်းချက်လွတ်ဆောင်နေတဲ့ဖွဲ့တွေဖြစ်တော့မလို့မိဘပြည်သူတွေကလည်းပြည်တော်မှလည်းအဲ့လိုမျိုးဒီတင်တန်းကျဲတောင်းချနေတဲ့လူမိုက်လူရန်ကောက်အုပ်စုတွေကိုသိရှိတယ်ဆိုတော့နိဆိုင်ရာတစ်ဆိုင်ရာတော်လိုင်းတပ်ဖွဲ့ဝင်တွေစီမှာတရင်ချက်လက်နဲ့တကွပြည်စုံဆိုပါပို့ပေးကြဖို့ကျွန်တော်ဒီနေ့ကနေအားလုံးတောင်းဆိုပါတယ်ဒါမှသာကျွန်တော်တို့အနေနဲ့လို့လူ့ဘဝဆိုပါနော်လူတရိစံ တွေကိုအများဆုံးကျွန်တော်တို့ကိုယ့်ရဲ့တစ်ဆိုင်ရာနယ်မြေကနေပြုံးမှအပါအထုတ်ရှင်းထုတ်နိုင်မှာပဲဖြစ်ပါတယ်။နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ကြော်မြင့်မြနေပြုံးမှကားစုပ် EV တွေကိုအများတန်းတင်သွင်းနေတဲ့မြောက်လယ်ရဲ့ EV တင်သွင်းတဲ့ policy နဲ့ပတ်သက်ပြုံးမှဘယ်လိုမျိုးဝေဖန်ပြောဆိုထားမလဲဆိုတာကျွန်တော်တို့တစ်ချက်လောက်နားထောင်ကြည့်လိုက်ရအောင်နော်။ဘောလုံးကြီးတို့အောင်သာပြန်ပြီးတော့တေချာဆန်းစစ်ကြည့်မယ်ဆိုရင်သူ့ကသူသာသူဆန်းစစ်ကြည့်ပြီးတော့ငါချတဲ့ policy အောင်မြင်လားငါကငါပြန်ကြည့်အောင်ဆိုပြီးတော့စတန်းစရာတွေစင်းစရာတွေဆွဲကောက်ကြည့်မယ်ဆိုသူမြင်ရလိမ့်မယ် EV policy မအောင်မြင်တော့သူမြင်ရလိမ့်မယ်လုံးဝမအောင်မြင်ဘူးဘာလို့မအောင်မြင်လဲ EV နဲ့ပတ်သက်ပြီးတော့ ခုနပြောသလိုတကယ်ထုတ်နိုင်တဲ့ကုမ္ပဏီ SKD လုံးတာလို့အဲ SKD လုံးတဲ့ကုမ္ပဏီကိုပေါ်ပေါ်ပြီး invest လုပ်ခိုင်းရမယ်။လို့မင်းတို့လို့ကျန်တဲ့ကောင်တွေတကောင်းမှမလို့မရဘူးခဏနေမင်းတို့ပြပသွင်းတာတွေခဏနေလိုက်ရလိုက်တော့သလိုရတယ်။မသွင်းတော့ပြပသွင်းပြပနေပြီးတော့ကားတွေအစီလိုက်မသွင်းတော့ SKD ပဲထုတ်တော့လာကိုကအစိတ်ပိုင်းယူလာသွင်းစင်သွင်းစင်ဒီမှာပြန်ထုတ်ဒီမှာတက်စင်ထုတ်လို့တက်စင်ထုတ်လို့အဲ့လိုကလေးလုံးရင်လည်းလုံးအဲ့လိုပုံဆိုရင်လည်းခင်ဗျားဟိုတင်သွင်းတာတွေနဲ့ပတ်သက်လေခုနကဟိုကအမိုက်ပြစ်သလိုပြစ်တာကိုသွင်းတာတွေကိုလည်းကန့်တတ်ဖို့လိုပြီ။ဘာလို့လဲဆိုတော့အခုခင်ဗျားတို့ကြားလိမ့်မယ် EV လောကထဲမှာ market ထဲမှာပြောင်းတာတက်နေတယ် အခုကျွန်တော်ဒါ net တာပေါ့ net တာလို့ခေါ်တယ်တကယ်ကောင်းပါတယ်ဒီ net တာကားကကျွန်တော်ဟိုမဆိုးဘူးလို့ပြောလို့ရတယ် quality ကောင်း quality မှရှိတယ်ဒါပေမဲ့တရုတ်မှာရှိတဲ့ net တာကုန်ပြီအခုဒေဝလီခံနေပြီဒေဝလီခံနေရပြီဆိုတော့အဲ့ဒါကားလောက်ကလာတွေကုန်တည်တယ်ကားလောက်ကလာတွေကုန်တယ်ဒေဝလီခံနေရဒါပေမဲ့ပြည်တော့မှ net တာကားတွေရောက်နေတယ်ဆိုတော့ after sales service ပြဿနာကြီးတက်မယ်ဒေဝလီခံနေဆိုရင်သူ့ရဲ့ supply chain တွေပြဿနာတက်တော့မယ်သူ့ရဲ့ spare part တွေပြဿနာတက်တော့မယ်အခုဒီမှာဝင်သွဲထမ်းတဲ့ net တာမောင်းနေတဲ့ကောင်တွေချုပ်ပြန်နေပြီဝယ်ထားတဲ့ကောင်တွေသူစဉ်းစားပြီဟာဒီ spare part တွေငါတို့ရပါမလားဆိုတော့စိုးရင်ချင်မရှိဘူးလားဆိုတော့ရှိနိုင်တယ်ဘာလို့ဟိုဘက်ကတရုတ်ကုမ္ပဏီကဟိုတွေက ဟိုဒီဝါလီခံရရဒီဝါလီခံရတော့အဲ့ဒီမှာသူတို့ရဲ့ကားတွေရှုံးနေပေါ်နေတဲ့ရှုံးတဲ့ကားတွေဘာလို့လဲညီမပြီးတော့မောင်းနေတာရသလားမောင်းနေတာမတော်ညီမပြီးတော့ခုခွန်ချလာတယ်ဒီလိုမျိုးလာမယ်ငေတာလေနောက်တစ်ခါဝူလင်းတို့ကတော့လည်းအဲ့လိုပဲဘူလေးတော့က GM တို့ပါ GMEV တို့ဒါပေမဲ့ GMEV ကတော့နောက်ကုမ္ပဏီကြီးတကွာသူ့ကိုဝယ်လိုက်ရတဲ့အတွက်သူကနည်းနည်းဆက်ရည်နေတယ်အဲ့လိုပဲနာမည်ဒီဘာတွေမှမသိတဲ့ brand တွေကကားကုမ္ပဏီ brand တွေရှိတယ် ကျွန်တော်နာမည်တိုင်းရွှေ့ပြတယ်တခုချင်းကိုရွှေ့ရတယ်တချို့ကုမ္ပဏီဘာညီကုံကသူတို့ကျွန်တော်နည်းနည်းပြောမယ်အဲ့တော့ EV ကားတွေကဟိုမှာအမိုက်ပြစ်သလိုဖြစ်ရတော့ပြစ်ပြစ်ရတော့ EV ကားတွေအမိုက်ပုံတွေရောက်တော့မယ်ကားတွေကအခုမြန်မာပြည်လူတွေအားလုံးတင်သွင်းပြီးရောင်းချနေတယ်အဲ့တော့မကတ်တတ်ဘူးမတမ်းမြင်ဘူးမပိတ်ပင်ဘူးဆိုရင်ဟိုမှာတရားဖို့သုံးစီနဲ့ရောင်းနေမှာပဲဟိုမှာတရားဖို့သုံးစီရောင်းတော့ဒီမှာတစ်ထောင်ဖို့သုံးစီလာတော့တယ်ခင်ဗျားတို့အဲ့လိုမျိုးလုံးမရဘူးလို့အစိုးရအနာဘိုင်တွေကတေချာတမ်းမြင်ဖို့လိုတယ်တေချာစစ်ဆေးဖို့လိုလာပြီဟိုဘက်နိုင်ငံမှာ quality မပြောလို့ဟိုမှာတော့ရပ်ပြီဟိုမှာတော့မှပဲဟိုရှုံးလို့ရပ်ပြီ quality တခုကြောင်ရက်နေတဲ့ကိစ္စကိုဒီမှာဘာလို့ကျွန်တော်မပိတ်ပဲဒီမှာဘာလို့တလောင်းဖြန့်ပေးမလဲဆိုတော့စဉ်းစားဖို့လိုတယ်ဒါစဉ်းစားဖို့လိုတယ်ပေါ့နော်ဆိုတော့အဲ့တော့ data ရောင်းနေတဲ့ကောင်တွေကျွန်တော်စိတ်ဆိုးမယ် ကျွန်တော်ပြောတာ net တရောင်းနေတဲ့သူတွေပေါ်မှာကျွန်တော်မြင်တာမဟုတ်ဘူးကျွန်တော်ပြောတာမြန်မာရဲ့နောက်ဆုံးခုနကပြောလေ consumer right လို့ consumer right တွေမှာထိခိုက်တယ်နော် consumer right တွေထိခိုက်တယ်ဘာလို့လဲဆိုတော့ခင်ဗျားတို့မြန်မာပြည်မှာဖြစ်နေတဲ့ပြဿနာ consumer right ကိုဘယ်သူမှအဲ့လောက်ထိဝင်ပြစ်ကြဘူး consumer right ကိုဘယ်သူမှတကယ်ဝင်မလုပ်ကြဘူးအဲ့တော့ consumer right ကိုပြဿနာတက်နေတယ်နော် condominium တွေမှာ consumer right ပြဿနာတက်တယ်ကားတွေမှာ consumer right ပြဿနာတက်တယ်စားသုံးကုန်တွေမှာ consumer right ပြဿနာတက်တယ်မျိုးစုံပေါ့ဗျာကျွန်တော်တို့နိုင်ငံမှာ consumer right နဲ့ပတ်သက်လို့တကယ်ဝယ်ယူစားသုံးတဲ့သူတွေကဘာမှဟိုအပြစ်မရဘူး ချုံမင်းမင်းတောင်မှတည်တယ်နော်အခုဆိုတော့ကျွန်တော်မြောက်လိုင်းလက်ထက်ကြမှာမြန်မာပြည်ဆိုရင်ကျွန်တော်တခြားနိုင်ငံတွေရဲ့အစွန်ပြည့်ညစ်ကျေးပစ္စည်းတွေလာပြည့်ရာနေရာဖြစ်နေတယ်ဆိုတဲ့အကြောင်းတွေဟာဒီကောင်းလေးမြန်မာဝေဖန်ပြောကြလိုက်တယ်ပဲဖြစ်ပါတယ်မြောက်လိုင်းရဆိုတဲ့သူတို့တာဖာနေရာပါဆိုတော့ပေါ့နော်ကျွန်တော်တိုင်းပြည်ပေါ်မှာလို့တို့ဒီနိုင်ငံချဲ့လေမှုတွေလှုပ်ဆောင်နေတာပြပြတော့မှအခုဆိုရင်ကျွန်တော်တို့တခြားနိုင်ငံတရုတ်နိုင်ငံကနေပြတော့မှ EVA ဆိုတွေကိုပြန်ပြန်မတင်သွင်းရောင်းချမှုတွေလို့ဆိုနေတယ်ဆိုတဲ့အကြောင်းကျွန်တော်တို့ကြားနေရပဲဖြစ်ပါတယ်။ Listen Media တောင်မှပုံမှန်ပေးနေတဲ့ပြင်ဟိုဆိုရင်ကျွန်တော်တို့ဒီမီတာဟာတွေကိုတိုးပြီးတော့ကောက်နေတဲ့မြောက်လိုက်တို့အစ်စ်ကောင်ဆရာဆိုတော့ဟိုဆိုရင်ကျွန်တော်တို့ EV ကားတွေကိုဒီတဲ့ပုံပြီးတော့တင်သွင်းကြကြသုံးနိုင်အောင်မြန်မာပြည်ထဲမှာထုတ်လို့ရောင်းချဖို့စူးစမ်းမယ်ဆိုပြီးတော့ အားချောင်းပြောဆိုနေတာကိုလည်းကျွန်တော်တက်ပြီးတော့မှသိရှိရနေရတာပဲဖြစ်ပါတယ်။တကယ်လို့ရှိမရှိတဲ့လို့ဆိုတွေဖြစ်ပြီးတော့မှကျွန်တော်တို့ပြည်သူတွေကိုဝါရမိုင်းတိုက်ကျင်းတဲ့လို့ပို့ကြိုးစားနေတဲ့အုပ်စုတွေဖြစ်တယ်ဆိုတာကိုလည်းကျွန်တော်အခုဆိုရင်တခြားလို့မြင်နေရတာပဲဖြစ်ပါတယ်။ဒီကြောင့်မင်းပြောတဲ့စကားနဲ့ပတ်သက်ပြီးတော့မှကြီးစုနေကြတဲ့မြို့ပပြည်သူတွေဘက်ကနေပြီးတော့မှလည်းကိုယ့်ရဲ့မြင်လေးတွေကိုခြိုက်ပေးခဲ့ကြဖို့ကျွန်တော်အားလုံးတောင်းဆိုပါတယ်။ဆရာကျွန်တော်တို့နောက်ထပ်ဗီဒီယိုတပိုးအနေနဲ့အဘာသမီးတက်ခုမနေပြီးတော့မှရာဝတီတိုင်းထဲကိုဝင်ရောက်လာတဲ့ A နဲ့ B ရဲ့ပုံသက်တွေရဲ့စစ်ကြောင်းကိုဘယ်လိုမျိုးအားချောင်ပြောဆိုထားအောင်မလဲဆိုတာတစ်ချက်လောက်နားထောင်ကြည့်လိုက်ရအောင်နော် ရုံးနဲ့မှာဘာမှမဖြစ်ပဲ line မော်မပေါ်လောထနေတဲ့အချိန်မှာပေါ့နော်တင်ုံးလေးဘာမှမဖြစ်ဘူးဆိုတော့အော်ဘသူမှမဖြစ်ရှင်ဘသူမှမပြောညင်ပြီးတော့တင်ုံးလေးမှာတကယ်ဖြစ်နေတဲ့ပုံစံအတိုင်းကြီးကြလောကြရေလှုပ်တဲ့ခါကျကြည့်တဲ့ခါကျစီးပွားပြတ်တယ်လေအဲ့တော့တင်ုံးလေးဘာမှမဖြစ်ဘူးဆိုတဲ့အကြောင်းထပြောတာပေါ့နော်အဲ့အချိန်မှာတောင်ခမ်းအတရင်ကတောင်ခမ်းမှာတက်ကအသာစီးရမှန်နေ96တက်ထဲတိဝင်ပြီးတော့စီးခံရအဲ့လိုမျိုးဟာတွေဘသူကတိဘယ်ကနေတိလဲဆိုတော့တခါတလေကိုကိုယ်တိုင်သွားရတယ်ဟာမင်းကယောက်ျားကြီးဖြစ်ပြီးတော့ငါလာတိုက်ခိုက် စစ်သားဆိုစစ်သားလုံးနေရတယ်လေကွာအင်းအေးအဲ့လိုအယိုးကိုက်နေကြတာနော်တရင်နေပြရတယ်တရင်နေလည်းမတင်ချင်ပါဘူးတရင်နေကပြဿနာရှိရရှော့ရှိတယ်မပြောချင်ဘူးဒါပေမဲ့အဲ့ဒီနေရဆုံခွာသွားတဲ့လူတွေကအခုလိုမျိုးကောညောင်ကျိုးစခန်းလိုမျိုးတို့အေးအေးကအေးအောင်တိုင်းနဲ့ဝင်လာပြီးမဟုတ်တဲ့နေရာရယ်လीအေးအေးကအေးအောင်တိုင်းနဲ့မဝင်သေးဘူးအစိုးရကအနေအောင်မြင်သတ်မှတ်ထားတယ်ဆိုတဲ့အနေအမည်လေးခုကျွန်မပြောထားတာရှိရလိုက်ရှာကြည့်တော့နားထောင်ကြည့်လိုက်အဲ့လိုမျိုးအစိုးရကအနေအောင်မြင်သတ်မှတ်ထားတဲ့နေရာကိုထိလို့တော့မရဘူးတိလားအဲ့ထဲမှာအေးအောင်တိုင်းပါလေ ဲ့တော့အေးအေးအေးအောင်တိုင်းတော့ရောက်လာပြီခင်ဗျားတို့အစူစစ်တက်ကမလုံးစစ်မတိုက်တတ်ပါဘူးတို့ဘာလို့ဟေးအောင်လွတ်လပ်ရေးရအောင်တိုက်ခဲ့အဖွဲကြီးတုံးဖွဲမှာတက်မတော်ပဲကျန်တော့တယ်သဘောပေါက်တာတက်တန်းရှိဆုံးတက်မတော်ပဲကျန်တော့တယ်အေးတက်မတော်ကိုပြုတ်ကွဲအောင်မင်းတို့ပြောသလိုလူဆောက်တုံးကြရတယ်တက်မတော်ကြီးဖြစ်လာပြီဆိုရင်တော့မင်းတို့တိုင်းပြည်လည်းပြတ်ပြီးသားမှလိုက်တော့နေကိုမနေချင်တော့ဘူးမြန်မာပြည်မှာလူရုပ်မာတွေများပြီးတော့ဟိုဟိုကကိုချင်းစာတရားမရှိတဲ့လူတွေများနေလို့ညတော့ဗောနော်ကျွန်တော်တို့ ဒီတကောမနဲ့သူတို့စကွန်စီတဖို့နေကြတဲ့မှာအခြေတင်ပြင်းနဲ့သူတို့ချင်းချင်းပဲပြောမှာနောက်ကျော်တာနဲ့ထိုးတဲ့ကိစ္စတွေများစွာရှိနေတယ်ဆိုတဲ့အကြောင်းကျွန်တော်တို့ကြားနေရတဲ့ပဲဖြစ်ပါတယ်စကွန်စီတဖို့နေမြစ်ပြမှာကြာဆုံးများနေတာကိုဒီတကုံးမနေမြို့မှာပါနော်သူတို့အနေနဲ့အောင်ပွဲရရှိတဲ့ နောက်ပြီးတော့မှ AR ဆိုတော့ every time နဲ့တောင်မှခြေချခွင့်မရှိသေးဘူးဆိုတဲ့ပုံစံမျိုးနဲ့ပေါ်ပန်းလေးဆက်ပြောဆိုနေပေမဲ့တစ်ဖက်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်ကိုရင်ရနေပြီးတော့မှသူတို့အနေနဲ့အခုဆိုရင်လွတ်လွတ်ဆုံဆုံထားတဲ့နေမြေတွေစခန်းတွေမြပြနေတယ်ဆိုတဲ့အကြောင်းဝန်ခံပြောကြားလိုက်လို့ပါနော်ပေါ်ကွဲနေတာပဲဖြစ်ပါတယ်ဒီလိုမျိုးဝေစုမတဲ့ရကနေပြီးတော့မှအချင်းချင်းတားခတ်တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ပြူစောထီးတွေပြီးတော့မှဘိုးမတွေကြားထဲမှာဆိုတော့ပေါ့နော်ပြဿနာပေါင်းစုံရှိနေတာပြီးတော့မှအနည်းဆက်ဆုံးပြောရမယ်ဆိုတော့ကျွန်တော်တို့ဇဝိုင်းနဲ့ဒီမိထီလာနဲ့ကပြူစော်ဒီကောင်းဆောင်နဲ့စစ်ကောင်စီဘုံမှုတို့အကြမ်းမှာပြဿနာလေးတွေဖြစ်ရမျိုးဆို ကျွန်တော်တို့ကြားခဲ့ရတာပဲဖြစ်ပါတယ်။ဒါတွေကိုကြည်ချပြန်မျောလဲအိုးဆောင်တဲ့စစ်ကောင်စီအရဆိုတော့ကျွန်တော်တို့ပြည်သူတွေဆီကနေတမကသူတို့ဘိုးမတွေကနေပြီးတော့မှယုံကြည်ထောက်ခံမှုကိုရရှိမှုအားဆိုရင်တဖြည်းဖြည်းရောပါလာတယ်ဆိုတော့လည်းကျွန်တော်တို့တပ်ပြီးတော့မှသိရှိရတာပဲဖြစ်ပါတယ်။ကျွန်တော်တို့နောက်ဆုံးဗီဒီယိုတပုတ်အနေနဲ့တော်လိုင်းရေးပြတော့တာတူဖြစ်တဲ့ဥချိုကနေပြီးတော့မှအခုလိုမျိုးကပ္ပစီရဲ့အခြေအနေတင်းမာနေတဲ့အချိန်မှာကျွန်တော်တို့ပြည်သူတွေနဲ့တော်လိုင်းရေးပေါ်တဲ့တော်လိုင်းရေးရည်မှန်းချက်အာရုံမလွဲကြဖို့တွန်းနေပြီးတော့မှတိုက်တွန်းပြောဆိုထားတဲ့အားလည်းကျွန်တော်စစ်ပြီးတော့မှကြည့်လိုက်ရအောင်နော် 吉娜路人也有找男人，吉娜路年纪了，吉娜路男人啊，不不要年纪了，喏，哎咯，吉娜路找男人容易点，你干嘛弄嘛的？贷款问题嘞，毕业借包的，无商无怨的嘞，吉娜路六七亿的，喏，我阿勇的爸妈表扬我，打电话表扬我那边，阿哥啊哈，阿大妈、大大妈、大，吉娜路你们男人啊，比女人的苦还珍惜呢，大妈、大大妈、大，哎咯。 အာယုံအပြောင်းမခံကြနဲ့အဲ့ဒါအာနာရှင်ကြီးရဲ့အကြိုက်ဟမ်အာနာရှင်ကြီးရဲ့အကြိုက်ပါစိတ်ဝင်စားနဲ့လို့တော့မပြောပါဘူးကျွန်တော်တို့ဟိုလေ့လာသင်တော်တော့လေ့လာတာပေါ့နော်အခုကပလူကိုပြန်နေတာပဲဗျာဒါမှဒါဒါမှဒါကျွန်တော်တို့တရင်ကပြောက်ပြီကြားထဲမှာကျွန်တော်တို့တော်လိုင်းကြီးတဲမှာဘာလို့အခက်အခဲရှိနေလဲဟိုဘာလို့ဟိုကျွန်တော်တို့ဟို information ပေးနိုင်မလဲเนาะအဲ့ဒါလေးကိုတော့ဟိုကျွန်တော်တို့ညီကောင်မောင်နှမတွေအဲ့ဒါလေးကိုနည်းနည်း ဘင်းဆိုင်စီခြင်းနဲ့နော်ဟိုအပြစ်ပြောတာမဟုတ်ဘူးအပြစ်ပြောတာမဟုတ်နော်ကျွန်တော်လည်းဟိုမကြည့်ဘူးလားဆိုတော့ကြည့်အဲ့ဒီသတင်းလေးနော်ကြည့်လို့လည်းကောင်းပါလေကောင်းလာတော့အဲ့လိုမျိုးသားကျွန်တော်တို့မှရှိလို့ရှိဒီမင်းအွန်လိုင်းကမင်းအွန်လိုင်းကမိအွန်လိုင်းကသိတာကြာပြီနော်အဲ့အဲ့ဒါလေးပြောချင်တာပါနော်ကျွန်တော်ညီကောင်တော်မလေးကျွန်တော်ညီကောင်တော်မလေးအရန်ချစ်ဖို့ကောင်းပါလေနော်ဘာကြောင့်လဲဆိုတော့ညီမျိုးကိုတအားရှိတယ်ဗျနော်ဒါပေမဲ့ဟိုကောက်ယူပြီးလို့ နော်ဟိုရေတိုက်ငစီငစီရိုင်းပုံစံမျိုးလို့ဆိုတော့မဖြစ်စေချင်ဘူးနော်အရေးကြီးတာကျွန်တော်တို့ဒီအာနာရှင်ကိုနော်ဒီအာနာရှင်လက်ထဆုပ်စာဖက်စစ်အာနာရှင်လက်ထဆုပ်စာကိုကျွန်တော်တို့ဘယ်လိုနည်းနဲ့အမြန်ဆုံးပြုတ်ကြအောင်ဒီအာနာရှင်တစုနော်မြန်မာနိုင်ငံအပေါ်မချယ်လဲနိုင်အောင်နော်ဒီအခုဟာကျွန်တော်တို့နိုင်ငံကိုဒီအာနာရှင်လက်ထဆုပ်စာလူတစုမှာချယ်လဲခံရတာကျွန်တော်တို့ เนาะအဲ့ဒါကြောင့်မို့ဒီအပေါ်မှာအာယုံဆူဆိုက်ပြီးပါလို့เนาะတောင်းမြေတရားခံနေပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့အာယုံတွေကအော်အမေရိကန်ဘုံလာအမေရိကန်ကအီရန်ကိုဘုံလာကျဲတဲ့နေရာမှာအာယုံတွေတော်တော်များတယ်ဗျာเนาะကျွန်တော်လည်းကြည်ပါလေကြည်တာတော့ကျွန်တော်လည်းကြည်ပါလေเนาะမကြည်ရဘူးလို့မပြောပါဘူးဒါလေးကเนาะဘာဖြစ်လဲဆိုတော့လိုအပ်တယ်လေเนาะနောက်မဆိုင်လာဘူးလို့ပြောလို့မရဘူးเนาะတဖြည်းဖြည်းနဲ့တော့နှိကက်လာပြီအဲ့ကြောင့်မို့ကျွန်တော်ညီကောင်မတော်မလေးတော်လာရင်မှာအာယုံဆူဆိုက်ကြပါ ကျွန်တော်တို့လည်းလုံးတော့လုံးနေပါတယ်เนาะဒါတော့ဟိုကျွန်တော်တို့လုံးလုံးတယ်ဆိုတာလည်းချပြစရာမလိုဘူးเนาะသိချင်တဲ့ဘာဆိုလာလာခဲ့ကျွန်တော်ကျွန်တော်တို့ဒီ messenger ပေါ့မှာလာလာခဲ့သိချင်တဲ့ဘာဆိုเนาะကျွန်တော်ဘာလုံးလဲဆိုတာသိအောင်ပြောပြပေးလို့ရတယ်เนาะအားကြောင့်မို့အာယုံတပါတခြားမရောက်သွားစီဖို့အတွက်ကျွန်တော်ညီကောင်မောင်နှမတွေကိုတတိလာပေးတာပါအားလုံးကျေးဇူးတင်ပါတယ်เนาะဒါလေးဒါဒါပြောလို့စိတ်မဆိုးကြပါနဲ့ ဒီမှာဦးကျော်ကလည်းပြည်မှာခုတော့ကျွန်တော်တို့ပြည်သူတွေကြားထဲမှာဟောဖြစ်နေတယ်ပေါ့နော် Israel Iran American တို့ရဲ့တုံ့ပြန်ဆိုင်စီးရဲချင်းနေတဲ့ပတ်သက်ပြည်မှာပြည်သူတွေရတားကိုစိတ်ဝင်စားမှုမိတင်တာနဲ့ဒီကျွန်တော်တို့တော်လိုင်းရဲ့တည်င်းတွေဆိုတော့ဖုံးပြီးသွားတယ်ဆိုတဲ့အကြောင်းပြောဆိုထားဖြစ်ပါတယ်အဖြစ်ပြောတာတော့မဟုတ်ပေမဲ့ကျွန်တော်တို့ခုချိန်မှာကျွန်တော်တို့ရဲ့ဘဝင်သူဖြစ်တဲ့စစ်ကောင်စီကိုဖြိုချဖြိုလဲနိုင်ဖို့ တော်လန်ရဲဘော်တွေကနေပြတော့မှလဲပေါ့နော်စူးစမ်းနေကြတာမလို့ကျွန်တော်တို့ဒီနောက်ကွယ်ကနေပြတော့မှရှိနေတဲ့ပြည်သူတွေအားလုံးကနေပြတော့မှကျွန်တော်တို့တော်လန်တရင်ကောင်းတယ်ဒီထက်ပိုပြီးတော့ပြန်ပွားနိုင်အောင်စူးစမ်းပြတော့မှပြန်ဝေတည်နေတာပဲဖြစ်ပါတယ်စစ်ကောင်စီအရဆိုတော့ကျွန်တော်တို့ပြည်သူတွေကြားထဲမှာဘာသာရေးလူမျိုးရေးတွေဖြင့်ပြပောင်းဆောင်နေပြတော့မှထိုးနေတက်ခိုင်းနေဖို့ဝါရမိုင်းဖြန့်ပြတော့မှလှုပ်ဆောင်နေတာမလို့ကျွန်တော်တို့ပြည်သူတွေကနေပြတော့မှလဲတံပြန်မီဒီယာပိုင်းကနေတက်ဆင်းပြန်ပြတော့မှ လွတ်ဆောင်နိုင်ဖို့လိုအပ်နေတာပဲဖြစ်ပါတယ်။မြို့လာရဆိုရင်သူတို့ရဲ့ဆွေဆွေမျိုးဆက်ဒီတက်ဖို့တော့ချမ်းသာနိုင်အောင်အာနာပါဝါတီမဲနိုင်အောင်ဒီရုရှားကူညီတွေနဲ့ပေါ့နော်အခုလိုမျိုးဆက်လက်မှ US နဲ့အောင်စ조사နေကြတာမို့လို့ကျွန်တော်ဘက်ကနေပြီးတော့မှတော်လန်ပီသူတွေတော်လန်ရဲဘော်တွေနဲ့သူဒီတက်ဖို့မှ조사ပေးရင်နဲ့စစ်ကောင်စီကိုမြန်ဆုံးဖြိုချနိုင်မယ်ဆိုတော့ပြည်သူအလုံးမျှော်လင့်ထားတဲ့အတိုင်းပဲ Federal Democracy နဲ့ကိုဒေတာကိုလူမျိုးလူမျိုးနိုင်ဖို့အတွက်ပေါ့နော်အခွင့်အလမ်းဒီတက်ဖို့ပြီးတော့မှကောင်းသွားနိုင်တယ်ဆိုတော့ကြောင်းထောက်လောင်းပြောကြရင်လည်း ကျွန်တော်ဒီနေ့နေခင်မိုက်တစ်ပြက်ဗီဒီယိုဒီနေ့မှာပဲဆုံးသတ်ချင်ပါတယ်။စာဆုံးချွတ်ချွတ်ပေးကြတဲ့မြေပပြည်သူများလုံးထူးထူးဆုတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာကိုယ်ကျေးဇူးချင်တဲ့ပြည့်စုံပြီးတော့မှတာယာရဲ့ channel နဲ့နေ့တိလေးပိုင်ဆိုင်ချက်ပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။